ရိုးရှင်းဆုံးပြောရလို့ရှိရင်တော့ကာဝေးဤဥတီချုပ်တယောက်ကကျွန်တော်တို့နိုင်ငံမှာ သူမကြိုက်တဲ့ရွေးကောက်ပွဲရလက်ထွက်လာတိုင်းမှာတမရအတို့အဲပြီးတော့နိုင်ငံကြီးဝင်ကြီးပေါ့နော်တနည်းနိုင်ငံတော်အတိုင်းအမြန်ကောင်စီပေါ့နော်အတိုင်းအမြန်ပုဂ္ဂိုလ်ပေါ့ဆိုတော့ဖန်းခွင့်ရှိပြီးတော့ကိုကြိုက်တဲ့ရလက်ထွက်လာအောင်လို့အဲပြန်လဲပြီးတော့ပေါ့နော်သူတို့လိုချင်တဲ့အခင်းကျင်းကိုဖန်တီးယူခွင့်ရှိတယ်ဆိုတော့နိုင်ငံရေးရင်ကျေးမှုမဟုတ်တဲ့အဲကျွန်တော်နိုင်ငံရဲ့ ဒီ political tolerance ပျောက်တယ်ပေါ့နော်နိုင်ငံရေးဒါမယိုင်းဘူးလို့ပဲသုံးရမှာပေါ့ဆိုတော့ဒီလိုရန်ကားမှုမျိုးဟာကျွန်တော်တို့လူဖွဲ့စည်းမှာမရှိတဲ့တော့ဘူးဆိုတော့ကျွန်တော်လူဖွဲ့စည်းရလဲအဲ့ဒီဟာမျိုးကိုတစ်ချိန်လုံးကလည်းကြုံခဲ့ဘူးလေ1990မှာလည်းတစ်ချိန်ကြုံခဲ့ဘူးလေဆိုတော့20ခုနှစ်21ခုနှစ်မှာကြုံခဲ့ရတဲ့အဖြစ်ပြက်ကတော့အရင်ယူရှင်းတယ်ပေါ့ဗျာငါတို့မယ်ရီအဟောတိကံဖြစ်သွားပြီဆိုတဲ့ခံစားချက်ကိုလူလူကရလိုက်တယ်ဆိုတော့အဲ့ခံစားချက်မျိုးကိုရလိုက်တဲ့ပြင်အခုစစ်တပ်ကပြန်ပြီးတော့ ဟိုစပွန်ဆာပြန်လုတ်တယ်ဗောဗျာထားပါတော့ဟိုသူတို့ကနေပြီးတော့လမ်းညွန်ပေးတဲ့ဒီမိုကရေစီဗောဆိုတော့အဲ့ဒီဟာမျိုးကတော့ဟိုလမ်းညွန်ဒီမိုကရေစီလို့ပြောရင်စစ်တပ်ကသူကသူတို့ပေးတဲ့လောက်ပဲဒီမိုကရေစီကိုလူလူကိုယူတော့ဆိုတဲ့ပုံစံမျိုးဗောနော်အဲ့ဒီခင်းချင်းမျိုးတော့ကျွန်တော်လူလူကပြည့်ပြတ်တသားစန့်ညင်ဖို့လိုရတယ်ဗောဒါရိုးရှင်းရှင်းပဲကျွန်တော်ပြောရတဲ့ကကျွန်တော်တို့ကဒီတော်လိုင်းကြီးခီးကဟို9နှစ်တာတည်းကိုရောက်သွားပြီဗောနော် ဆိုတော့အဲ့မှာတော့အာသာချက်အားနည်းချက်တွေတော့အများကြီးရှိတာပေါ့ဟိုစီအီးကတော့ကျွန်တော်အများကြီးမပြောလို့ကျွန်တော်လည်းအများကြီးမသိတော့လीဆိုတော့နိုင်ငံရေးပိုင်းမှာတော့ကျွန်တော်တို့ဒီပထမဦးဆုံးအာနာစပြီးတော့တိမ့်မှုကိုဂျုံနေရပါတော့လူတို့လှုပ်ရှားမှုတွေပေါ်လာအဲ့နောက်ပိုင်းမှာဒါဖွဲ့စည်းပုံအခြေခံဥပဒေကျွန်တော်တို့2008ဆိုတဲ့ဟာကိုကျွန်တော်တို့ပြည်သူလူထုရဲ့ mandate နီးနေပါတော့ကျွန်တော်တို့ informal way ပေါ့ဗျာအဲ့ဒီနီးနေကျွန်တော်တို့ဖျက်သိမ်းလိုက်တယ်ပေါ့နော်အပြီးတိုင်ဖျက်သိမ်းလိုက်တယ် ဖြတ်သိမ်းပြီးတော့ကျွန်တော်အစားထိုးစရာတခုလို့ခေါ်တဲ့ဒီဖွဲ့စည်းပုံခြေခံဥပဒေလေးဟာနဲ့မဖြစ်သွားအောင်လို့ပေါ့နော်ကျွန်တော်တို့ Federal Democracy ပြည်ညင်ဆိုတဲ့ Charter ကိုကျွန်တော်တည်ပြုပြဋ္ဌာန်းနိုင်ခဲ့ဆိုတော့ Charter ကလည်းဟိုအဲ့တုန်းကနှိုင်းရှင်စဉ်းစားချက်ရဆိုလို့ရှိရင်ဒါ Union Accord လို့ခေါ်တယ်ပြည်အောင်သဘောတူစာချုပ်ထက်တောင်မှာပဲဒါအများကြီးပဲဟိုတိုင်းရင်းသားတွေအတွက်ကောအနာဂတ် Federal ပြည်အောင်သူတည်ဆောက်ရေးအတွက်ကောကျွန်တော်တို့ Foundation ကောင်းကောင်းနေပေါ့နော်အဲ့ဒီမှာတံပိုးနှုံးဆန်နေနဲ့မြင့်မြုပ်ပြီးကျွန်တော်တို့ချမှတ်နိုင်ခဲ့တယ်အဲ့အဲ့လိုပဲ Charter ရဲ့ဒီ ဟိုပါဘောလမ်းပြမြေပုံအစဉ်အဆက်ကိုပေါ်ဆောင်တဲ့အခါမှာတော့ကျွန်တော်တို့အခက်အခဲတကယ်ရှိခဲ့တယ်။အဲ့ဒါဘာလဲဆိုတော့ trust issue ပဲ။ trust issue ဆိုတဲ့နေရာမှာတယောက်နဲ့တယောက်ဒီတိုင်းရင်းသားတွေနဲ့ဒီဗမာအင်အားစုတွေကြားဟာလာတိုင်းရင်းသားတွေနဲ့နိုင်ငံရေးအဲဒီဒီနိုင်ငံရေးပါတီကြီးတွေကြားမှာယုံကြည်မှုဟာတစ်ချိန်လုံးကတမိုင်းရိပ်တည်းနောက်ပြီးတော့ဟို၅နှစ်တာတွေမှာဖြစ်ခဲ့တဲ့အဒီပုတ်တိုင်းမှုတွေပေါ့နော်ဒီလိုအခြေအနေတွေနဲ့ပဲကျွန်တော်တို့ဒီလိုပဲယုံကြည်မှုတိဆောက်သွားတာဒါပေမဲ့တေချာတစ်ခုကတော့ကျွန်တော်ပြောနိုင်တယ်ဒီဘက်ကာလမှာ အာအားလုံးရဲ့အားလုံးကကိုယ့်ရဲ့နေမြေဒေတာကိုကိုစိုးမှုထိမ့်ချုပ်မှုရနေပေမဲ့လို့အဲ့ဒီဟာကတော်လိုင်းနိုင်နေရတော့ဟုတ်မနေဘူးကိုဒေတာမှာကိုအုပ်ချုပ်ရေးထူထောင်နိုင်နေတာဟာတော်လိုင်းတစ်စုံလုံးနိုင်နေရတော့မဟုတ်ဘူးဒါကဟိုဒေတာအဆင့်အောင်မြင်မှုလက္ခဏာကိုပဲဆောင်းနေပေါ့တနိုင်ငံလုံးအဆင့်အောင်မြင်မှုလက္ခဏာကိုဆောင်းတဲ့အတိုင်းတာကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးက Federal ကိုတကယ်ယုံကြည်ရဲဆိုလို့ရှိရင် Federal Practice ပေါ့ Federal ကိုလက်တွေ့ဖြတ်တန်းပြရတော့မယ်အဲ့ဒါပါလဲဆိုတော့အားလုံးကနိုင်ငံရေးရဲ့ share rule ပေးရတော့မယ်နိုင်ငံရေးရဲ့ share rule လည်းပေးရတော့မယ်အဲ့လိုပဲ Federal ရလည်း ရှယ်ရူစီးရလဲရှယ်ရူပေးရတော့မယ်ဆိုတော့ကျွန်တော်တို့မှာဘူအားကောင်းတဲ့အစိုးရတစ်ခုကိုကျွန်တော်တို့အပြိုင်ထူထောင်နိုင်မှုလိုအပ်နေပြီလို့မြင်တယ်မြန်မာပြည်မှာတည်ကြတဲ့ဒါဒီယူတသားဝင်ခံတာမြန်မာပြည်မှာအသော်တီနှစ်ဖွဲ့ရှိနေတယ်ဆိုတော့နိုင်ငံတကာပုံဝင်နေလေးမှာကျွန်တော်ပြောရတော့မယ်ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာလည်းသူတို့ဟာနေမီစုံမထိန်ချုပ်မှု100%ရနေအောင်မဟုတ်ဒါဘာဝင်ခံနေလဲဆိုတော့ယူကောက်ပွဲကိုအပိုင်းလိုက်ခွဲပြီးကျင်းပနေရတယ်ဆိုတော့အချက်ကအဲ့ဒီဟာကိုသူတို့ဝင်ခံနေတယ်သူတို့ဒီတနိုင်ငံလုံးကိုကိုစားမပြုတ်ပါဘူးဆိုတာကိုယူကောက်ပွဲအပိုင်းလိုက် ခွဲပြီးကျင်းပနေခြင်းဟာဒါဝန်ခံနေခြင်းပဲဟုတ်ပြီတစ်ဖက်မှာဆိုရင်လည်းကျွန်တော်တို့ဒီ ERO အပါဝင်ပေါ့နော်ဒါအခု local PDF ဒီ NUG အပါဝင်ပေါ့နော်စိုးမိုးထိန်းချုပ်ထားပြီးသားနေမီတွေမှာလည်းကျွန်တော်တို့ Federal ကိုလက်တွေ့ဖြတ်သန်းဖို့လိုအပ်နေပြီအဲ့တော့ကျွန်တော်တို့မှာနိုင်ငံရေးရဲ့သဘောတူညီချက်တွေမရှိခဲ့ဘူးလားမရှိခဲ့တယ် Federal Democracy ပြည်ညီချာတာရှိခဲ့ဘူးတယ်အဲ့လိုပဲ NUG K2C statement တွေရှိခဲ့တယ်၄ဘွဲ့ပေါင်းပြီးတော့ထုတ်ပြန်ကြေညာချက်တွေရှိခဲ့တယ်ဘုံဘုံညီချက်၆ချက်တွေရှိခဲ့တယ်အခုလည်းထပ်ပြီးစူးစမ်းနေတယ် Common Political Agreement ဆိုပြီးတော့ဗောနော်ဒီလို ဒီအားလုံးသဘောတူနိုင်တဲ့ပုံနိုင်ငံရေးသဘောတူညီချက်ရရှိပေါ့ဆိုတော့ဒါဒီအားလုံးကလက်တွေ့ကြကြနဲ့နိုင်ငံရေးသဘောတူညီချက်ရလာဆိုလို့ကျွန်တော်ထင်တယ်အဲ့ဒီဟာကနိုင်ငံရေးသဘောတူညီချက်ရဲ့နောက်ဆက်တွဲဟာစီရေးပူပေါင်းဆောင်ရွက်မှုနဲ့အစောကကျွန်တော်ပြောတဲ့နိုင်ငံရေးရဲ့ share ပေးတာစီရေးရဲ့ share ပေးတာတွေ federal လက်တွေ့ဖြတ်သန်းတာတွေကိုကျွန်တော်တို့လက်တွေ့လိုရတော့မယ်လို့မြင်တယ်ဆိုတော့ဒီအချိန်မှာကျွန်တော်တို့ဟာဟိုအားလုံးလွတ်မြောက်မှာငါတို့ရဲ့လွတ်လပ်မှုကလည်းတည်ကြမယ်ဆိုတဲ့စိတ်ကိုထားပြီးတော့ပဲကျွန်တော်တို့ ဟိုတကယ်ဟို competitive state ပဲတယ်ပေါ့နော်တကယ်ဟိုအပြိုင်ထူထောင်တဲ့နိုင်ငံတစ်ခုကိုကျွန်တော်တို့ဒီဘက်မှာလည်း nation building state building ကိုတွားနေအဲ့ဒီအဲ့ဒီ process တဲမှာကျွန်တော်အားလုံးယုံကြည်ကြီးနဲ့လက်တွဲပြီးတော့ပို့ပြီးတော့ကျွန်တော်တို့လက်တွဲဆောင်ရွက်ဖို့လိုလာပြီလက်တွဲဖြတ်သန်းကြဖို့လိုလာပြီအဲ့တော့တစ်ဆက်တည်းပြောချင်တာကကျွန်တော်ရွေးကောက်ပွဲကိစ္စကိုပြောလာတော့ရွေးကောက်ပွဲကိုတမန်အပြင်ကြည့်ရင်တော့အာမင်းတို့ကဒီမိုကရေစီကိုဖော်ဆောင်မိမှာပဲလို့ရွေးကောက်ပွဲကိုလက်မခံနိုင်လဲမဟုတ်ဘူးကျွန်တော်တို့နိုင်ငံရဲ့မဝေးတော့တဲ့အနာဂတ်မှာကျွန်တော်တို့ကရွေးကောက်ပွဲဆိုတာရှိလာမှာပဲချိန်တည်ရှိလာမှာ လက်ရွေးကောက်ပွဲတွေဟာကျွန်တော်တို့တိုင်းပြည်ရဲ့ဖွဲ့စည်းပုံခြေခံဥပဒေအနာဂတ်ဖွဲ့စည်းပုံခြေခံဥပဒေရေးဆွဲရေးအတွက်အလားတီတိုင်းပြည်ပြည်လူ့တော်ရွေးကောက်ပွဲလည်းဖြစ်နိုင်တယ်အဲ့ဒီကနေမှတစဉ်အမြဲတမ်းအတွက်အဒီ General Assembly ပေါ်အထူးရွေးကောက်ပွဲမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ဒီအားကကျွန်တော်တို့ရဲ့နိုင်ငံရေးဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့်ရနေတစဉ်ပေါ့နော်ဟိုသွားမဲ့အဒီဟိုပူးပေါင်းဆောင်ရွက်မှုတွေအနိုင်ငံရေးသဘောတူညီချက်ရရှိရပုံမှုပြီးတော့ အရေးကြီးတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်ဆိုတော့ဒါတွေကအာသာချက်အနေချက်တွေပေါ့နော်ဆိုတော့စီရေးကတော့အားလုံးသိတဲ့အတိုင်းပဲဟိုလော့ဂရန်ဆိုတာကနေရာတိုင်းမှာရှိတယ်စီရေးမှာလည်းလော့ဂရန်ရှိတယ်အတက်အကျအနေအမြင်ဒီလိုပဲရှိတယ်ဒီလိုပဲနိုင်ငံရေးမှာလည်းရှိတယ်ဆိုတော့ကျွန်တော်ပွင့်လင်းလင်းပြောတာပါဒါဟိုဟိုကျွန်တော်တို့ဟိုဟိုဘာသာတရေးတကားပြောတာမဟုတ်တရားသဘောနဲ့ပဲကြည်နိုင်တာလည်းမမြင်ဘူးရှုံးတာလည်းမမြင်ဘူးမြင်တာအမှန်တရားပဲဆိုတော့အမျိုးသားမျိုးစီဖွဲ့ချုပ်အနိုင်ရရှိခဲ့တော့ဒါပေမဲ့စစ်အာဏာသိမ်းမှုကြောင့်ရတယ်ဒါပေမဲ့ကျွန်တော်တို့ရှုံးနေသလားမေးကျွန်တော်တို့မရှုံးနေဘူး ျွန်တော်တို့လည်းတုံ့ပြန်ကြရပဲဒီစေအုပ်စုကိုကျွန်တော်ငုံငုံမခံအောင်ဆိုပြီးတော့ကျွန်တော်တို့တုံ့ပြန်တယ်ဆိုတော့ဘာမှမြဲလဲဆိုတော့လူလူရဲ့ဆန္ဒနဲ့ကျွန်တော်တို့ရဲ့ဟိုနိုင်ငံရေးရဲ့စိတ်ဆန္ဒကဒါနဲ့ခိုင်မာတဲ့စိတ်ဆန္ဒကဒါနဲ့ကျွန်တော်ထင်တယ်အဲ့ဒါအမှန်တရားဖြစ်လာနိုင်မယ်ဆိုတော့အဲ့ဒီပုံမှာကျွန်တော်တို့ခိုင်မာပို့ပြီးတော့ဟိုစီနောင်မှုအားကောင်းတဲ့နိုင်ငံသဘောညီချက်တွေကျွန်တော်ရရှိဖို့ကြိုးပမ်းသွားဖို့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ဖြေကြားခြင်းပါတယ် နာသိင်းပြီးကသာအကျညာချက်လေးတွေကျွန်တော်ကပြန်မှတ်မိနေခြင်းနဲ့အဲ့မှာတက်မလို့ထောက်ခံတော့ပြီးခိုင်မျိုးပါတီဆိုတာဒဲပြောတာပြီးသားအဲမဲမဲအငင်းပွားတယ်ဗာညာဆိုတဲ့ညမှာအဲ့မှာဂျေဒီအနာသိင်းမှုပီပီချင်းရပိုင်းနေမှာထွက်ခဲ့တဲ့ statement တွေပေါ့နော်သူတို့ရဲ့ဒီအဲ့တုန်းကစစ်ကောင်စီရဲ့ statement တွေမှာကိုသူတို့ကသူတို့ရဲ့ဟိုဘယ်ပါတီကိုထောက်ခံနေဆိုတော့တဲ့တဲ့ကိုရေးတာပြီးသားတက်မလို့ထောက်ခံတော့ပြီးခိုင်မျိုးပါတီဒီလိုစကလုံးစကရဲ့တွေတုံးခဲ့တယ်အဲ့တော့သိကြတဲ့အဲ့တော့ဒီတက်မလို့ရဲ့လက်ကင်တို့ ါတီရဖို့အတွက်ပဲဒါကြိုးစားမှာပေါ့နောက်တစ်ခုကနိုင်ငံရေးပါတီတွေထဲမှာရှင်းနေပြကျွန်တော်ဟိုတက်တယ်ပဲပြောလို့ရှိရင်ပြည်သူပါတီရဲ့ဥက္ကူကိုရဲ့အင်တာဗျူးကိုနားထောင်ကြည့်ဦးတယ်ဒါပါလဲဆိုဒါပုံကိုပြောတာမဟုတ်စစ်တက်မကြိုက်တဲ့ရလက်ထွက်လို့မရဘူးတဲ့သူရှင်းရှင်းလေးပြောတာလားစစ်တက်မကြိုက်တဲ့ရလက်ထွက်လို့မရဘူးဆိုတော့အဲ့ဒီတဲ့ဟိုကကျွန်တော်အဲ့အကြောင်ဆက်စောကအဲ့ဒီစကားလုံးကိုသုံးတာသူကစစ်တက်ကလည်းသူကဒီမိုကရေစီအခွင့်အရေးဆိုတာကိုငါတို့ပေးတယ်လို့ပဲယူအဲ့ဒီလိုပဲနိုင်ငံရေးဆိုတာကိုလည်းငါတို့ခွင့်ပြုပေးတယ်လို့ပဲမင်းတို့နိုင်ငံရေးလှုပ်လို့ပြောတာ ဒီရွေးကောက်ပွဲအမိခံပေါ့နော်ဒီစေအိုစုရဲ့အဲရွေးကောက်ပွဲမှာဝင်ရောက်အသုံးတော်ခံမဲ့နိုင်ငံရေးပါတီကျွန်တော်သတိထားမိတယ်ဗျလွန်ခဲ့တဲ့ရွေးကောက်ပွဲမှာတိုင်ငင်နေတဲ့ဒီမဲဆင်းနေမှားနေပါတယ်ဟိုတက်မတော်ကာကွယ်ဦးစည်းချုပ်ကအာဏာသိမ်းပေးပါဆိုပြီးပြောခဲ့တဲ့နိုင်ငံရေးပါတီ30ကျော်ကပုံကိုယ်တွေအောင်တချို့တွေတောင်ဖယ်ခံလိုက်ရတယ်အဲ့ဒီတော့ဟိုအာဏာသိမ်းပေးပါဆိုပြီးတော့ဝင်ပြီးတော့ပြောခဲ့တဲ့သူတွေတော့ဟိုအစောပိုင်းမှာတော့ဗျာအဲသူရဲ့နာဆာကကောင်စီမှာတော့နေရာလေးတွေပေးနောက်လဲနောက်သူတို့ကိုယ်တိုင်လည်းဖယ်ထုတ်ခံလိုက်ရတယ် တချို့ကတော့ရွေးကောက်ပွဲကိုတားလို့မရတော့ဘူးပြောတယ်။မှန်တယ်သူတို့ရွေးကောက်ပွဲကိုကျွန်တော်တားလို့မရလို့ကျွန်တော်တို့ရဲ့ယုံကြည်စွာနဲ့ဆက်လျှောက်မဲ့လမ်းကိုလည်းတစ်ဖက်ကတားလို့မရတော့။ဆိုတော့ခုလမ်းကိုဆက်လျှောက်ကြတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့တော့ဟိုအဲ့လိုပဲမှတ်ချက်ပြုချင်ပါတယ်။နိုင်ငံတော်အမေရိကန်ဆိုတော့ခက်တီတီနိုင်ငံတော်တခုတော့သူတို့ပြသွားမှာပါ ဆိုတော့အဲ့ဒီနိုင်ငံတော်ကတည်ကြတယ် ICC ICJ မှာရင်ဆိုင်နေရတဲ့နိုင်ငံတော်ပဲဖြစ်မှာဟိုအချုပ်ချာအာဏာဆုပ်ယုပ်နေတဲ့တိုင်းပြည်ပေါ့ဒါဟိုအဲ့ဒီပုံစံမျိုးနဲ့ပဲတစ်ချိန်တုန်းကနဝတနာဘခေတ်မှာအဲဘူတန်ရွှေကိုနိုင်ငံတကာရဲ့ဆက်ဆံပုံကဒီဖက်တိုကာဗမန့်လောက်ပေါ့ဆက်ဆံတာဟိုဒီဂျူရီတကယ်ကိုတရားဝင် legitimate ဖြစ်တဲ့ရွေးကောက်တင်မြောက်ခံရတဲ့ပုံစံမျိုးဆက်ဆံတာပေါ့အဲ့ဒီ state ထက်တောင်နေသွားလိမ့်မယ်လို့ထင်တယ်ကျွန်တော်မြင်တာလေဒီဘက်ကဒေါ်လာရေးဘက်ကအစိုးရတော့ဒေါ်လာရေးအစိုးရတော့တည့်တည့်ပဲကြီးညာတာဒေါ်လာရေးအစိုးရဖြစ်တယ် ပြည်သူလူထုကနေပြီးတော့လွတ်လပ်တဲ့စိတ်ဆန္ဒနဲ့နိုင်ငံရေးဆန္ဒနဲ့မဲပြီးတဲ့ဒီမန်ဒိတ်ပေါ်မှာအခြေခံပြီးတိဆောက်ပြီးတော့ကျွန်တော်တို့ဒီရွေးကောက်ခံရတဲ့2020ရွေးကောက်ပွဲဆိုကျွန်တော်အများအပြောပါတယ်တပါတီတစုတို့ရဲ့အာဏာရဖို့တော့ကျွန်တော်တို့ဒါကိုဟိုရွေးကောက်ပွဲကိုကောင်းတယ်ဖော်နေမှာမဟုတ်ပါဘူးဆိုတော့ဒီဟာလူထုပေးထားတဲ့တရားဝင်စင်လွဲကိုစားပြုမှုကိုကင်ဆယ်ပြီးတော့နောင်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေမပေါ်မရှိကျွန်တော်တို့ဒီဟာကိုနိုင်ငံရေးလက်နက်တွေကင်ဆယ်သွားမယ်ကျွန်တော်တို့ရဲ့မဝေးတော့တဲ့အနာဂတ်မှာကျွန်တော်တို့ရဲ့လုံမဲ့ရွေးကောက်ပွဲတော့ရှင်းတယ် လူပုဂ္ဂိုလ်တစုတစ်ဖွဲ့အတွက်တဦးတယောက်အတွက်တရားဝင်မှုယူောက်ပဲဖြစ်မှာမဟုတ်နိုင်ငံတော်အတွက်လုပ်တဲ့ယူောက်ပဲဖြစ်ရမယ်ပြည်သူအတွက်ယူောက်ပဲလုပ်တဲ့ယူောက်ပဲဖြစ်ရမယ်မဝေးတော့တဲ့အနာဂတ်မှာကျွန်တော်တို့အဲ့ဒီယူောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေအတွက်ကျွန်တော် step by step ပေါ့နော်ကျွန်တော်တို့နေကျွန်တော်တို့ဘက်မှာလုပ်ငန်းတွေရှိပြီးသားဖြစ်တယ်ဆိုတော့ကျွန်တော်နေဟိုဖြည့်ဆွက်ပြီးတော့ဟိုပြောကြလို့ပါတယ်ဟုတ်ကဲ့ လူလူကောင်းဆောင်အနေနဲ့ကတော့ကျွန်တော်ထင်မြင်တယ်ထင်ပါတယ်ဟိုတရားရုံးနေထွက်နေတဲ့အနေအထားတစ်ခုမှာမြန်မာနိုင်ငံမှာဘာတွေဖြစ်နေတယ်အဒီဘလို့အရေးတော်ပုံတွေဖြစ်နေတယ်ဘလို့အခင်းကျင်းတွေပြောင်းသွားပြီဆိုတော့သူအနေနဲ့ဟိုသူတိတလောက်ပေါ့နော်သူသူတိတလောက်တော့ဟိုသူအနေနဲ့တိနေတယ်လို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့တစ်ဖက်မှာတော့အဆက်အသွယ်တွေကတော့ဘယ်တန်တမန်အောင်မှပြီးမတွေ့တာမျိုးဟိုအရင်ထက်တောင်ဆိုးတဲ့ဟိုအခြေအနေမျိုးတော့အကျဉ်းထောင်ထဲမှာထည့်ထားတာမျိုးဒီလိုပုံစံမျိုးတွေပေါ့နော်နေကြဲကြုံမှုပဲနဲ့အကျဉ်းထောင်ထဲမှာထားတာမျိုးကတော့ ခေါင်းလန်းစုကြည်အသက်ရွယ်နဲ့မေစုရဲ့အသက်ရွယ်နဲ့သူ့ရဲ့အဒီကျမ်းမာရေးပေါ်မှာတော့အလွန်အမြတ်မှတော့စိုးရင်ပူပန်မှုကောင်းတဲ့အခြေအနေရတော့ရှိနေရပေါ့နော်အဲ့တော့ပြန်လှုပ်ပေးမယ်ဆိုလို့ရှိရင်တော့မှပဲကျွန်တော်ထင်ပါတယ်လူလူကောင်းတော့ဘယ်တော့မှလူလူရဲ့စိတ်ဆန္ဒအပေါ်မှာကြောခိုင်းပြီးတော့ဆုံးဖြတ်လို့တော့မရှိဘူးအဲဒီဖြစ်သွားတဲ့ပြောင်းသွားတဲ့အခင်းချင်းနဲ့ကြုံရတဲ့အဖြစ်အပျက်တွေပေါ်မှာဟိုကောင်းသွားတဲ့လိလာတုံးတက်နိုင်ပြီးတော့အကဲဖြတ်နိုင်တဲ့ပုံစံတရားလို့တော့ကျွန်တော်အနေနဲ့ဟိုယုံကြည်တယ်ပေါ့နော် ာဗျူအာဆိုတာကခြေတန်လုံလုံနဲ့ဟိုရှောက်ရတဲ့တော်လိုင်းရဲ့ခီးလိုပဲပြောရမှာပေါ့ဆိုတော့တရားတစ်ခုကတော့ကျွန်တော်အစောပိုင်းမှာဆွေးနွေးသားသလိုပဲကျွန်တော်တို့ကြားထဲမှာနိုင်ငံရေးကဟိုစီးနောင်မှုအကောင်းနဲ့နိုင်ငံရေးသဘောတူညီချက်တွေပေါ့နော်ဒါမျိုးတွေကျွန်တော်တို့တူတရားောင်းနဲ့မတူနေတာရှိရှိကောင်းရှိမယ်ဆိုလိုတာဖက်ဒရယ်အထိုင်တွေမတူကြသေးဘူးပေါ့နော်ဘယ်လိုပုံစံမျိုးတိဆောက်ချင်ကြရတယ်ဆိုတော့ဖက်ဒရယ်အထိုင်တွေပေါ့ဒီအထိုင်တွေတူလာအောင်လို့ကျွန်တော်တို့အားလုံးကြားမှာတော့ နိုင်ငံရေးသဘောတူညီချက်တစ်ခုကိုပို့ပြီးတော့ပြင်လာအောင်လုပ်ဖို့လိုတယ်ကျွန်တော်ပြောသလိုပဲကျွန်တော်တို့မှာ Federal Democracy ပြည်ရင်း Charter အစိပ်ပိုင်း1ရှိခဲ့ဘူးတယ်ဒါပြည်တော်သူ Federal ပြည်တော်သူတိဆောက်ရေးဆိုင်ရာအကြီးအကဲစာတမ်းတို့လည်းတချို့ညွှန်းကြတယ်အဲ့လိုပဲအဲ့ဒီနိုင်ငံဘုံနိုင်ငံရေးသဘောတူညီချက်6ချက်ရှိခဲ့ဘူးတယ်အဲ့အဲ့လိုပဲဟိုဆက်ပြီးတော့ထုတ်ပြန်ခဲ့တဲ့နေရာမှာကျွန်တော်တို့ဟိုတော်လန်ရေးရစီရသုံးမထိန်ချုပ်လာတာ ਨੇ အမြကျွန်တော်တို့မှာနေမြေဆိုင်ရာတချို့ကိစ္စတွေမှာဟိုဒီ ဟောပါတော့တက်တယ်ပြောရရင်တော့ founder state ကိစ္စတွေပေါ့ပြည်내တစ်ဖို့ထွင်ရေးကိစ္စတွေပေါ့ဒါဒါမျိုးတွေကြားလို့ရှိရင်ကျွန်တော်တို့အနာဂတ်မှာပဲကျွန်တော်တို့ဆွေးနွေးရမယ်ဆိုတော့အနာဂတ်မှာရှိတဲ့သူ့ရဲ့ဆိုင်ယာဒေတာခံပြည်သူတွေရဲ့ဆန္ဒခံယူတာတို့နောက်ပြီးတော့ဒီဆိုင်ယာတိုင်းသားကောင်းဆောင်ကြီးတွေနဲ့ညီနိုင်ဆွေးနွေးအမြင်ဖလှယ်တဲ့ကျွန်တော်တို့နိုင်ငံရေးတွဲဆုံမှုတွေတို့ဆိုတော့ဒီကနေတစဉ်ကျွန်တော်အနာဂတ်နိုင်ငံတော်ကိုကျွန်တော်ပြောသလိုပေါ့နော်ဘယ်လိုမျိုးတိဆောက်သွားမယ်ဆိုတော့ဟို share rule တွေပို့ပြီးတော့ကျွန်တော်တို့မှာအားကောင်းတဲ့ UNG ထက်အားကောင်းတဲ့ ဒီ power centrality တခုကိုလေကျွန်တော်တို့ဘက်ကအကောင်းစွာနဲ့တိဆောက်လာနိုင်မှုလိုအပ်တယ်ဆိုအဲ့ဒီအတွက်ကတော့ကျွန်တော်တင်စူးစမ်းနေကြပါတယ် NUCC မှာလည်းဒါဟို CPA ဆိုတဲ့လုပ်ငန်းရှင်မျိုးရှိနေအဲ့လိုပဲ CRPH နေနဲ့ကြတော့လေကျွန်တော်တို့ဒီ20ရွေးကောက်ပွဲရလည်းကိုလူလူကပေးထားတဲ့တရားဝင်ပေါ့နော်ဒါဆင်လွဲကုသပြုမှုကန်ဆွဲပြီးတော့ကျွန်တော်တို့ဥပဒေပြေခန္ဓာနေပြီးတော့ဘလို့ကျွန်တော်တို့ဆိုင်ရာဒေတာတွေရဲ့အုတ်ချုပ်ရေးဥပဒေပြေရေးတွေပို့ပြီးပြင်လာအောင်ကျွန်တော်တို့ ဆောင်ရွက်ကြမယ်ဆိုတော့ကျွန်တော်တို့စဉ်းစားမပြတ်ပဲလို့ကျွန်တော်စဉ်းစားနေကြတယ်။နိုင်ငံတကာမျက်နှာသာမှာလည်းအားလုံးသိရတဲ့အတိုင်းပဲဒါ IPU လို့နေရာမျိုးတွေမှာကျွန်တော်တို့ဟို international ဒီ parliament to parliament ပေါ့နော်ဟိုလွှတ်တော်ချင်းချင်းဆိုင်ရာကျွန်တော်ဆက်ဆံရေးတို့တိုးမြင့်ရင်းနဲ့ကျွန်တော် advocacy လုပ်နေတဲ့ခရီးတွေရှိပါတယ်။ဆိုတော့ဟိုဆိုင်ရာကိုယ်စားလှယ်တွားရောက်တက်ရောက်ပြီးတော့အဲ့ဒီအဲ့ဒီမှာကျွန်တော်တို့ရဲ့တရားဝင်မှုဒါပို့ပြီးတော့အားကောင်းစွာနဲ့တိစောက်နေရလည်းရှိတယ်။ဆိုတော့အဲ့ဒီလိုမျိုးဟို မျက်နှာစာအပေါင်းစုံကနေပြီးတော့ကျွန်တော်တို့ကြိုးပမ်းသွားရင်းနဲ့ပဲကျွန်တော်တို့ဒီ dollar key ကိုဆက်အမှာဆိုတော့ဟိုအချုပ်ပြောရရင်တော့ဟိုအားလုံးလွတ်မြောက်မှငါတို့ရဲ့လွတ်လပ်မှုဟာတည်ကြမယ်ဆိုတာအားလုံးကြားထဲမှာတော့အတိတူလာပြီးလို့ကျွန်တော်ယုံကြည်တယ်။နှွေဦးတော်လန်ကြီးကတကယ်တော့ဟိုညွှန်ကြရတော့ဗျာနှွေဦးတော်လန်ကြီးဆိုတာကအားတဲ့နှွေဦးကျွန်တော်တို့ရဲ့နှွေဦးကအားတဲ့နှွေဦးထက်တော့ပိုပြီးပူပြီးပူပြင်းပူပြင်းနေပေါ့နော်။ဟိုပိုပြီးရုံးကန်ရတယ်ပေါ့။လူလူလှူရှားမှုနဲ့ပြီးသွားတဲ့အားတဲ့နှွေဦးလို့မဟုတ်ပဲနဲ့ကျွန်တော်တို့နှွေဦးကလူလူတော်လန်ကြီးအသွင်ကို ပို့ပြီးတော့ရောက်လာခဲ့တယ်။အဲຫນွေဥတော်လိုင်းရဲ့နေလူလူတော်လိုင်းရေးဆိုတဲ့အသွင်ကိုရောက်လာခဲ့ရင်လည်းမှကျွန်တော်၅နှစ်တာကျော်ဒေကိုချင်းနေဝင်ရောက်လာတဲ့အခါမှာကျွန်တော်တို့မှပို့ပြီးတော့ဟိုခိုင်မာတဲ့ယုံကြည်ချက်တွေကျွန်တော်တို့ချင်းနေမှာရှိလာတယ်။တချို့ကိစ္စတွေမှာတန်တရားတွေကိုလျှော့လာနိုင်ခဲ့တယ်။ဆိုတော့ဒီလိုမျိုးအနေထားနဲ့ပဲကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်ရှေ့ခရီးကိုဟိုဒီ trust issue တွေကိုလျှော့ချရင်ကျွန်တော်ဆက်လျှောက်ရလိမ့်မယ်လို့ယုံကြည်တယ်ပေါ့။ဟုတ်ကဲ့ဒါတော့ပါ